ဒီတရင်ပတ်ထဲမှာစစ်ကောင်မရှင်ရဲ့ထိပ်ပိုင်းအရာရှိကြီးတွေဟာအာစစ်ရေးအရှုံးတွေနဲ့ငွေကြေးအရှုပ်တော်ပုံတွေကြောင့်ရာထူးကနေဖေရှားခံရတာနေရာပြောင်းရွှေ့ခံရတာတွေဇက်တိုက်ဖြစ်ခဲ့တယ်လို့နေပြည်တော်သတင်းအရင်းမြစ်တွေကပြောကြပါတယ် ပထမဆုံးအနေနဲ့မုံရွာအခြေဆိုင်အနောက်မြောက်တိုင်းစစ်ဌာနချုပ်နမခတိုင်းမူဘုံမူးချုပ်မျိုးမင်းထွေးဟာသခိုင်းတိုင်းဒေသမှာ PDF တွေနဲ့တိုက်ပွဲရှုံးနိမ်မှုတွေနောက်ပြီးတော့ဒီလက်ပေးလက်ယူကိစ္စတွေကြောင့်နိုဝင်ဘာလ24ရက်နေ့မှာပဲဖမ်းဆီးစစ်ဆေးခံရပြီးတော့တာဝန်ကနေအနာပေးခံရပါတယ်။သူ့နေရာကိုတော့စစ် ဥစည်းတက်ကတူဒီကလောကပေါ့လေကလောစစ်ဥစည်းတက်ကတူရဲ့အကြောင်းအုပ်ကြီးအာဘူချုပ်ကျော်သူရကိုအစာထုတ်ခန့်အပ်လိုက်ပါတယ် ဒါအပြင်လေတက်ထိပ်ပိုင်းမှာလည်းအပြောင်းလဲရှိခဲ့ပါတယ်ဘိုးချုပ်မူကြီးမင်းအောင်လိုင်ကလေတက်ရဲ့စစ်ဦးစီးအရာရှိချုပ်ဖြစ်သူဒီဒုတိယဘိုးချုပ်ကြီးဇဝင်းမြင့်ကိုဒီရာထူးကနေအနာပေးပြီးတော့နိုင်ငံခြားရေးဝန်ကြီးဌာနကိုပြောင်းရွှေ့ပေးခဲ့ပါတယ်အဲ့ဒီနေရာကိုတော့ဘိုးချုပ်ထွန်းဝင်းကိုဒီအစားထိုးခန့်လိုက်ပါတယ်ဒီဖယ်ရှားမှုဟာ တိုက်လေရင်မှုတွေပင်ပန်းနေတဲ့ကိစ္စကိုတင်ပြမိလို့ဒါမှမဟုတ်ဒီစစ်ကောင်းဆောင်အလို ကြနောက်တစ်ယောက်ကိုနေရပေးဖို့အတွက်ရှင်းထုတ်လိုက်တာမျိုးဖြစ်နိုင်တယ်လို့လည်းသတင်းတွေထွက်ပေါ်နေပါတယ်။ဒါ့အပြင်အုတ်ချုပ်ရေးဘက်မှဆိုလို့ရှိရင်လည်းယာတူးကနေရက်စဲခံရတဲ့သူရှိပါတယ်။73စီတင်သွင်းရမှာဒေါ်လာဈေးကစားတာနဲ့လက်ပေးလက်ယူကိစ္စတွေကြောင့်စွမ်းအင်ဝင်ကြီးဌာနကဒူးဝင်ကြီးဦးတန့်စင်ကိုနိုဝင်ဘာလ25ရက်နေ့မှာတာဝန်ကနေရက်စဲလိုက်တယ်လို့စစ်ကော်မရှင်ကထုတ်ပြန်ခဲ့ပါတယ်။